လူတွေကအာဟာရပြည့်ဖို့နဲ့အသက်ရှင်ဖို့အတွက် အသားငါးဟင်းသီးဟင်းရွက်စသဖြင့်ပုံမှန်အစားစာတွေကိုစားကြပေမဲ့တချို့တွေကတော့လူတွေသိပ်မစားကြတဲ့ပိုးကောင်တွေပိုးမွှားတွေကိုစားကြရမျိုးတွေလည်းရှိကြပါတယ်တကဘာလုံးမှာပိုးမွှားတွေကိုလူပေါင်းဘီလီယံကျော်လောက်ကပုံမှန်အစားအစာဖြစ်နေစားသုံးနေကြရပဲဖြစ်ပါတယ်။ပိုးမွှားတွေအားဆိုရင်အနက်လဲဆိုးတဲ့အပြင်ယောဂပိုးတွေလည်းရှိနေနိုင်ပါသေးတယ်။ ီလိုကြောက်စရာကောင်းတဲ့ပိုးမွားတွေကိုတကယ်ပဲစားနေကြရလားဘလို့လူမျိုးတွေကဘလို့ပိုးမွားတွေကိုစားနေကြရလဲဒါတွေကိုသိရဖို့အတွက်ဒီနေ့မှာတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပိုးမွားတွေကိုစားကြတဲ့လူတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဘယ်လူတွေကဘယ်ပိုးမွားတွေကိုဘာကြောင့်စားသုံးနေကြရလဲသူတို့အတွက်ဘလို့အကျိုးတွေရှိရလဲဆိုတာကိုကြည့်လိုက်ရအောင်နော်။ ပုံမှန်အားဖြင့်ပိုးမွှားတွေကိုအာဖရိကနိုင်ငံတချို့အာရှနိုင်ငံတွေနဲ့လက်တင်အမေရိကနိုင်ငံတွေမှာစားကြပုံများပါတယ်။ဒီလိုပိုးမွှားတွေကိုဘာကြောင့်စားကြလဲဆိုရင်တော့ပထမဆုံးအကြောင်းရင်းကတော့ပိုးမွှားတွေပိုးကောင်တွေမှာပရိုတင်းတက်ကြွယ်ဝကြလို့ပဲဖြစ်ပါတယ်။တာမန်လူတွေစားနေကြစက်သားဝက်သားတွေမှာပါဝင်တဲ့ပရိုတင်းတွေထက်ဒီပိုးမွှားတွေပိုးကောင်တွေမှာပရိုတင်းတွေပိုမိုပါဝင်တာပဲဖြစ်ပါတယ်။ ဥပမာဆိုရင် လူတချို့စားကြတဲ့နှံခေါင်တွေမှာဆိုရင် တခြားသတ္တဝါတွေထပ်ပို့ပြီးတော့ပရိုတင်းတွေပါဝင်ရုံသာမကပဲကယ်စီယမ်အိုင်ယွန်းနဲ့ဇင့်စတဲ့မင်နရယ်ဓာတ်တွေတောင်မှပဲပါဝင်ပါသေးတယ်အာဖရိကရဲ့တချို့နိုင်ငံတွေမှာဆိုရင်လေတောရိုင်းပိုးမွှားတွေကပရိုတင်းဓာတ်ရဲ့အဓိကအရင်းမြစ်ဖြစ်တာကြောင့်မဖြစ်မနေစားကြရပဲဖြစ်ပါတယ်။ဒီလိုပိုးမွှားတွေကိုမဖြစ်မနေစားကြတဲ့နောက်တစ်ချက်ကတော့ရင်ကျေးမှုကြောင့်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားတို့မှာဆိုရင် ပိုးဟက်ကြော်တွေကို street food အနေနဲ့စားကြရပဲဖြစ်ပါတယ်။မက္ကဆီကိုမှာဆိုရင်လည်းနှံကောင်နဲ့ပြုလုပ်ထားတဲ့ချာပူလင်းလို့ခေါ်တဲ့ဟင်းလျာကိုအိမ်တွေမှာပဲချက်ပြုတ်စားတောက်နေကြတာဖြစ်ပါတယ်။တချို့ကလည်းအသားငါးတွေထပ်ပို့ပြီးတော့ပိုးကောင်ဟင်းလျာတွေကိုစားရတာပိုကြိုက်ကြတဲ့အတွက်အဲ့ဒီကနေတစင်းရင်းကျေးမှုထုံးတဲ့အနေနဲ့စားသုံးလာကြရပဲဖြစ်ပါတယ်။ တတိယအချက်ကတော့ပိုးမွားတွေကိုစားသောင်းခြင်းအပြင်ပအဝင်ခြင်းထိခိုက်မှုကိုနှဲပါစေလိုပဲဖြစ်ပါတယ်။ဒီအချက်ကတော့ပိုးမွားမွေးမြူတာနေရာအများကြီးလည်းမလိုသလိုရေလည်းအများကြီးသုံးစရာမလိုပါဘူး။ဒါကြောင့်တခြားလိမ့်ဆန်ကြီးကြီးတွေမွေးတာထပ်ပို့ပြီးတော့ပအဝင်ခြင်းကိုအကျိုးရှိစေရပဲဖြစ်ပါတယ်။ဒါအပြင်နွားကြက်ဝက် စတဲ့ကြီးမားတဲ့တိရစ္ဆာန်တွေကမီသိန်းဓာတ်တွေထုတ်လုပ်တာနည်းပြီးတော့ပိုးကောင်တွေကတော့မီသိန်းဓာတ်တွေကိုပို့ပြီးတော့ထုတ်လုပ်နိုင်တာကြောင့်မလို့ယာတီဥရုပြောင်းလဲခြင်းတွေကိုကာကွယ်နိုင်ပြီးတော့အနာဂတ်အတွက်လည်း sustainable protein source တစ်ခုအနေနဲ့အသုံးပြုလို့ရတဲ့အတွက်စားသုံးနေကြရပဲဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ UN Food and Agriculture Organization အတောင်မှပဲ2030မှာပိုးမွှားတွေကိုစားစရာတစ်ခုအဖြစ်နဲ့စားဖို့အတွက်တိုက်တွန်းထားပြီးပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်ငါတို့ရောစားတင်လားလို့တွေးနေကြပြီလား။ ဒီလိုပိုးမွှားတွေကိုအရင်တည်းကစားနေတဲ့သူတွေအတွက်ကတော့ပြဿနာသိမ့်မရှိပေမဲ့အခုမှစားမဲ့သူတွေအတွက်ကတော့လုံးချုံစိတ်ချရတဲ့ပိုးမွှားမွေးမြူရထွက်တဲ့ပိုးမွှားတွေကိုစားဖို့လိုအပ်တယ်လို့တိချာချက်ပြုတ်ပြီးမှစားတဖို့ကလည်းလိုအပ်ပါသေးတယ်။မဟုတ်ရင်တော့ယောဂတွေတန်းစီဝင်လာနိုင်တာမျိုးတွေလည်းဖြစ်နိုင်တယ်နော်။ကဲအခုဆိုရင်ဘသူတွေကပိုးမွှားတွေကိုဘာကြောင့်စားနေကြရလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်။ နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။